လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကိုအာခံနေတဲ့ခိုလုံခွင်ပေးနေတဲ့မျိုးတွေကိုနှိမ်နင်းနိုင်ဖို့သမ္မတအမိတ်တရက်ကိုဒေါ်နယ်ထရမ့်ကတနင်္လာနေ့ကလက်မှတ်ရေးထိုးလိုက်ပါတယ်တူရရိုးပြန်လဲရယူတာပထမရက်တရပြစ်ခါနေအချိန်မှာအခုလိုလက်မှတ်ရေးထိုးလိုက်တာပါမက္ကဆီကိုနိုင်ငံနယ်ဇက်ကတရားမဝင်ခိုးဝင်တွေကိုနှိမ်နင်းမယ်လို့သူ့ရွေးကောက်ပွဲကာလမဲဆွယ်ခဲ့တာတွေကိုဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ Republican သမ္မတကြီးကပြောနေပါတယ် ဒီလိုခိုးဝင်မှုတွေဟာသူ့အရင်ဒီမိုကရက်တစ်သမ္မတကြီးဂျိုးဘိုက်တန်လက်ထက်ကစံချိန်တင်များပြားလာခဲ့တာဖြစ်ပါတယ်။ဒီမိတ်ကဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကိုအကောင့်ထဲဖော်ရမှာနှောက်ရှက်ဟန်တာတဲ့ပြည်နယ်တွေနဲ့ဒေသခံအာဏာပိုင်တွေရဲ့စည်ရင်ကိုရပ်ပေါင်း30အတွင်ထုတ်ဝေဖြန့်ချီဖို့အရာရှိတွေကိုညွှန်ကြားထားပါတယ်။ဒီစင်းထဲပါတဲ့သူတွေဟာတချို့သောအစိုးရရန်ပုံငွေတွေကိုရရှိတော့မှာမဟုတ်ပါဘူး။အင်ပီရိုကိုပြန်ရောက်လာကြတဲ့ကသူရရှိခဲ့တဲ့အောင်မြင်မှုတွေကိုထရမ့်ကဒီအပတ်ထက်မှာ ထုတ်ဖော်ပြောကြားအောင်ပွဲခံမှာဖြစ်ပါတယ်။စီးပွားရေးနိုင်ငံခြားရေးအစိုးရစွမ်းဆောင်ရည်ရှိမှုနဲ့ခိုးဝင်ကိစ္စတွေမှာအောင်မြင်မှုတွေရနေတယ်လို့သူကပြောနေပါတယ်။ဒါပေမဲ့သူ့အပေါ်လူကြိုက်များမှုကဇန်နဝါရီလကတည်းကကျဆင်းနေခဲ့တာပါ။ Washington Post ABC ကကောက်ယူခဲ့တဲ့လူတို့သဘောထားစစ်တမ်းအရာ American နိုင်ငံသား40ရာခိုင်နှုန်းကျော်ကသူ့ကိုပြင်းပြင်းထန်ထန်မထောက်ခံဘူးလို့ဆိုပါတယ်။ Trump ရဲ့ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Caroline Leavitt ကတော့ မက္ကဆီကိုနယ်စပ်ကဝင်လာတဲ့အထောက်ထားမဲ့ရွှေပြောင်းဝယ်ရောက်လာတဲ့သူတွေကိုတွေ့ရှိမှုဟာ65ရာခိုင်နှုန်းကျဆင်းသွားတယ်လို့တနင်္လာနေ့ကပြောပါရယ်။ဘိုင်ဒန်ရှိနေစဉ်ကာလ2024မတ်လကနေ12လအတွင်းတသိန်း4000ကနေ9000အထိကျသွားခဲ့တယ်လို့ဆိုပါရယ်။ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သက်ရင်ဒေါ်နယ်ထရမ်ကမဒိန်ကောင်တွေလူသက်သမားတွေလို့ဆွဆွဲပြောကြားခဲ့တဲ့သူတွေကိုနှိမ်နှင်းသွားမယ်ဆိုတဲ့ရွေးကောက်ပွဲမဲဆွယ်ကာလစကကြီးစကကြဲတွေဟာ American Mason Nation တွေကြားကြက်ရိုက်ခဲ့ပါတယ်ရှင်။ လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပင်းချင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။